ဂျပန်ကျေးလက်တော်ရွာမှာအင်္ဂလိပ်တလုံးရှိတယ်။အင်္ဂလိပ်ရဲ့ထူးခြားချက်ကတော့အိမ်နံရံမှာမှန်အချက်တစ်ထောင်ချိတ်ဆွဲထားတာပါ။ဒီနေ့မှာတော့ရွှင်ပြပျော်မြူးနေတဲ့ခွေးပေါက်စလေးတစ်ကောင်ဒီအင်္ဂလိပ်ကိုရောက်လာတာပေါ့။သူကပျော်ရွှင်မြူးထူးရင်အိမ်လေကားအစ်တွေကိုတက်ရင်အိမ်ထဲကိုဝင်မိတယ်။ဒီအချိန်မှာပဲခွေးပေါက်စလေးအတွက်စိတ်ဝင်စားစရာကို တွေ့ရတော့တာပဲ။ပျော်မြူးရွှင်ပြနေတဲ့ သူနဲ့ရွယ်တူခွေးပေါင်းစလေးတကောင်ကအမီးကိုလှုပ်ရမ်းပြီးသူ့ကိုကြိုးစိုးနေတာတွေ့လိုက်ရတယ်။ဟိုဟိုတီတီကြည့်လိုက်တော့ခွေးပေါင်းစလေးကတကောင်မကပါပဲလား။ခွေးပေါင်းစလေးတထောင်ကသူ့ကိုကြိုးစိုးနေတာတွေ့တော့အံ့ဩသွားတယ်။သူကအချိုသားဆုံးအပြုံးနဲ့ပြန်ပြုံးလိုက်တယ်။ခွေးပေါင်းစလေးတထောင်ကလည်းသူ့ကိုအပြုံးချိုချိုနဲ့တုံ့ပြန်ကြိုးစိုးကြတယ်။ခွေးပေါင်းစလေးကဒီအင်ကလေးကိုတိတ်သဘောကျသွားတယ်။ မကြာခဏလာလဲရမယ်လို့ဆုံးဖြတ်ပြီးဂျီနဲ့ဂျီနူးစွာပြန်လာခဲ့ပါတယ်။နောက်ရမှာလဲခွေးတကောင်ကဒီအင်္ဂလိပ်ကိုရောက်လာပြန်တယ်။ဒုတိယခွေးကတော့ပထမခွေးပေါက်စလေးလိုပျော်ရွှင်မြူးထူးတဲ့စိတ်အခံမရှိဘူး။အလိုလိုစိတ်တူနေတတ်တဲ့ခွေးတကောင်ဆိုပါတော့သူကခေါင်းငိုက်ဆက်ချပြီးလှေကားတက်တွေကိုနင်းတက်ခါအိမ်ထဲကိုလှမ်းဝင်လိုက်ပါတယ်။ချက်ချင်းပဲသူ့ခြေလမ်းတွေတုံသွားတယ် သူ့ရှိမှခွေးတကောင်ကသူ့ကိုဘိုးကြီးကြည့်နေပါလား။သူကမန်ဖီလိုက်တယ်။ကြောက်เสียပါပဲ။ခွေးပေါင်းတစ်ထောင်ကကြိုက်မယ်ခဲမယ်ဆိုတဲ့ပုံနဲ့သူ့ကိုဝိုင်းပြီးမန်ဖီနေကြတယ်။သူလည်းအမိကုတ်ပြီးဒီအိမ်ထဲကပြန်ထွက်လာခဲ့တယ်။ကြောက်မက်ဖွဲရာစိုးဝါးလာတဲ့ဒီနေရာကိုနောက်တခါမလာတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ဘဝခရီးကိုတွားရမှာကျင်းမုံတစ်ထောင်အင်ဂီဟာထဲဝင်ရတယ်လို့ပါပဲ။ကိုက ဘယ်ပုံစံနဲ့ခရီးနေမလဲဆိုတာကအရေးကြီးတယ်